န်တရားဆိုတာတတ္တဝါတွေကိုစောင့်ရှောက်မဲ့အရာကိုကိုစသရရာအစဉ်ပြေအောင်အစဉ်မပြေတာတွေမဖြစ်အောင်စောင့်ရှောက်မဲ့လူမြန်ရှိမဲ့ဆိုရင်ဘလို့နေရာထိုင်ရတာချမ်းသာပါလေ။နော်အကိုရာဆိုတဲ့စကားလေး ਨੇ ဆက်နွယ်မှုတော့ရှိရနော်။စောင့်ရှောက်ပေးမဲ့အရာကိုကိုစောင့်ရှောက်မဲ့အရာကိုကိုကြည့်ရှုစောင့်ရှောက်မဲ့အရာ။ ဆောင်းလျှောက်တယ်ဆိုတာအကျိုးမဲ့မဖြစ်အောင်အကျိုးရှိအောင်လုပ်ပေးတာကိုဆောင်းလျှောက်တယ်ခေါ်တာမဟုတ်လားဟုတ်နော်အဲ့ဒီသတိပဋ္ဌာန်တရားဟာတတ္တဝါတွေကိုဆောင်းလျှောက်မဲ့အရာဆိုတာနဲ့ပတ်သက်ပြီးတော့ထင်ရှားတဲ့သုတ်တံကပဲသုတ်တံတော့ဆိုတေရကသုတ်တံသုံးပါတိုင်းတေရကနေကုန်မှာမြတ်စွာဘုရားဟောခဲ့လို့တေရကသုတ်တံလို့နာမည်ပေးထားအဲ့ဒီတေရကသုတ်တံမှာမြတ်စွာဘုရားတရင်သုံးလုံးကယဟန်တွေကို မြတ်စွာဘုရားကရှေ့ကဖြစ်ခဲ့တဲ့ဖြစ်ရလေးတစ်ခုကိုပြောပြရင်းနဲ့သတိပဋ္ဌာန်တရားရဲ့စွန့်ရည်တတ္တိကိုပြောခဲ့တာယန်းတို့တဲ့ရှေ့တုန်းကဖြစ်ခဲ့ဘူးတာတစ်ခုရှိတယ်စန္ဒာလဝါတိုင်းကိုအတောင်60လောက်မြင့်အောင်ဆက်ပြီးတော့ထောင်ထားတယ်အဲ့ဒါကိုသက္ကသမဘောဒီခေပြောရရင်တော့ဆရာတပည့်နှစ်ယောက်ကအဲ့ဒီဝါတိုင်းထိပ်ဖြားထိပ်ရအောင်ပေါ့ပေါ့ပါပါတက်သွားပြီးတော့ ဝါတိုင်းထိပ်ပြားမှာဂျွန်းမပြစ်ပြအဲ့ဒီဝါကိုအောက်ကလူတယောက်ကပခုံးပေါ်ထောက်ပြီးတော့ထားထန်းထားတယ်အလွန်ခက်ခဲတဲ့ပြကွက်ပေါ့နော်အဲ့လိုပြတဲ့အခါမှာတပည့်ဖြစ်တဲ့လူရဲ့နာမည်ကမေရကထာလိကာအဲ့ဒါဆရာဖြစ်တဲ့လူကတပည့်ကိုပြောတယ်အမောင်မေရကထာလိကာလူတွေကလည်းအများကြီးပြပွဲကို လာကြည့်ကြတယ်တော့သင်ကလည်းငါ့ကိုစောင့်ရှောက်ပါငါ့ကိုကြည့်ပါ ငါလည်းတင့်ကိုစောင့်ရှောက်မယ်မင်းနဲ့ငါအချင်းချင်းတယောက်ကိုတယောက်ကြည့်ရှုစောင့်ရှောက်ပြီးတော့ပြဝဲကြီးကိုအောင်မြင်စွာ ပြသကြမယ်လို့ဆရာကတပည့်ကိုအဲ့လိုပြောတယ်မင်းကလည်းငါ့ကိုကြည့်ငါလည်းမင်းကိုကြည့်ဆိုလိုတာကမင်းလည်းငါ့ကိုထိမ့်ငါလည်းမင်းကိုထိမ့်မယ်အချင်းချင်းထိမ့်ပြီးတော့ပြဝဲကြီးကိုအောင်မြင်စွာ ပြသကြမယ်အဲ့လိုပြောတဲ့အခါမှာတပည့်ဖြစ်တဲ့လူကဆရာဆရာစကားမသိတော့ဘူးတဲ့ ဆရာလည်းဆရာကိုဆရာဆောင်းလျှောက်တပည့်ကလည်းတပည့်ကိုတပည့်ပဲဆောင်းလျှောက်တယ်ဆရာနဲ့တပည့်ဟာတယောက်ကိုတယောက်ဆောင်းလျှောက်ရင်းနဲ့ပြပွဲကြီးကိုအောင်မြင်စွာပြသကြမှာမဟုတ်ဘူးကိုကိုကိုဆောင်းလျှောက်ရင်းနဲ့ပြပွဲကြီးကိုအောင်မြင်စွာပြသကြအမြင်တူလားအတူအဲ့ဒါမြတ်စွာဘုရားကယဟန်တို့တပည့်ဖြစ်တဲ့လူရဲ့တကားလျောကန်နဲ့တင့်မြတ်တယ်မှန်ကန်တယ် ောကမှာသူများကိုသွားပြီးတော့ဓာတ်ရိုက်ဆောင်ရှောက်လို့မရဘူးသူများကိုသွားထိမ့်သိမ့်လို့မရဘူးကိုကိုကိုထိမ့်သိမ့်ရမယ်ကိုကိုကိုဆောင်ရှောက်အဲ့ဒီမှာမြတ်စွာဘုရားကအလွန်မှဗုဒ္ဓဘာသာနဲ့ပယ်မှာ တွင်ကျဲတဲ့စကားပေါ့နော်ကိုကိုကိုဆောင်ရှောက်အံ့ဟူ၍သူတစ်ပါးကိုဆောင်ရှောက်ရမယ်သူတစ်ပါးကိုဆောင်ရှောက်အံ့ဟူ၍ကိုကိုကိုဆောင်ရှောက်ရမယ် ိုကိုကိုစောင့်ရှောက်မယ်ဆိုတဲ့စိတ်နဲ့သူတို့ဘန်းကိုစောင့်ရှောက်ရမယ်ဆိုတာကဘာပြောတာလဲဆိုတော့သတိပဋ္ဌာန်တရား၄ပါးကိုပွားပြီးတော့ကိုကိုကိုစောင့်ရှောက်ရင်းနဲ့เนาะသူများကိုစောင့်ရှောက်ပြီးသားဖြစ်သွားတာကိုပြောတာသူများကိုစောင့်ရှောက်မယ်ဆိုတဲ့စိတ်နဲ့ကိုကိုကိုစောင့်ရှောက်မယ်ဆိုတာကတိခဏ်ခြင်းတရားနူးညံ့သိမ်မွေ့တဲ့မေတ္တာတရားအဲ့ဒီမေတ္တာတရားကရုဏာတရားခန္တီတရားတွေကိုเนาะပွားများရင်းနဲ့ကြီးကျယ်လာအောင်ဆောင်ရွက်ရင်းနဲ့ ူတော်ကိုစောင့်ရှောက်မယ်ဆိုတဲ့စိတ်နဲ့အဲ့ဒီသူတော်ကပုံမှန်ထားတဲ့ဒီမေတ္တာတရားတွေခန္တီတရားတွေကပဲကိုယ်ကိုပြန်ပြီးတော့စောင့်ရှောက်သွားတဲ့အနေအထားအဲကိုယ့်ကိုယ်ကိုစောင့်ရှောက်ရင်သူများကိုစောင့်ရှောက်ပြီးသားဖြစ်တယ်ဆိုတဲ့တတိပဌံတရားရဲ့စွမ်းရည်တတိပဌံတရားပွားများနေရင်ကိုယ့်ကိုယ်စောင့်ရှောက်ပြီးသားဖြစ်တယ်ဆိုတာအတော်အသင့်ဉာဏ်ရှိရင်ဒါကလွယ်လွယ်လေးသိနိုင်တယ်ပေါ့နော် သူများကိုစောင့်ရှောက်ပြီးသားဖြစ်သွားတယ်ဆိုတဲ့အချက်ကြတော့နည်းနည်းလေးစဉ်းစားဖို့လိုမယ်ပေါ့ဟုတ်လားဆိုကြပါစို့ကိုယ်ကသတိပဋ္ဌာန်တရားလေးပွားပြီးတော့ငြိမ်ငြိမ်အေးအေးလေးနေနေတဲ့အနေအထားမျိုးမှာကိုယ်မြင်ရတဲ့လူတိုင်းကိုယ်အတန်ကြားရတဲ့လူတိုင်းကုသိုလ်တရားတို့ဖြင့်ငြိမ်အေးသွားเสียရအကြောင်းသာရှိအကုသိုလ်တရားတို့ဖြင့်ပူလောင်သွားเสียရအကြောင်းရှိဘူး သူများကိုအကုသိုလ်မဖြစ်မဖြစ်အောင် လုပ်ပေးရရောက်တယ်ဟောပို့ပြီးတော့ကိုကဖြူရှင်စင်နေနိုင်လာပြီဆိုရင် သူများကိုကုသိုလ်ဖြစ်အောင်တော့အများကြီးပံ့ပိုးပေးရရောက်သွားတယ်လုပ်ပေးရရောက်သွားတယ်အဲ့ဒါခံစားလို့ရမယ်ထင်တယ်နော်ဒါကြောင့်သတိပဋ္ဌာန်တရားကိုမြတ်စွာဘုရားကကိုကိုကိုစောင်းရှောင်းနိုင်ုံမျှမကပဲနဲ့ကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ဟာလောကဥပါသွားပြီးတော့ စောင်းရှောင်းနိုင်တဲ့အနေအထားမျိုးကိုရောက်သွားတာဒီသဘောလေးကိုနက်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 မြင်ရမယ်ဒါကြောင့်ဒုတိယတသဗလသုတ်တန်ထဲမှာလည်းတွေ့ပါရဲ့အတ္တတံဝါပိဘိခွေတံပတ္တမာနိနာ လာမေဝအပမဒေနတံပါတိတုံပရတ္ထံဝါပိဘိခွေတံပတ္တမာနိနာ လာမေဝအပမဒေနတံပါတိတုံ ဥပယထံဝါပိဘိခဝေသမ္ပတမာနေနအလားမေဝအပမဒေနသမ္ပတေတောစာကြောင်းလေးသုံးကြအောင်ကိုကျိုးစည်းဝါကိုအလိုရှိတဲ့ပုဂ္ဂိုလ်ဟာမမေ့မလျော့ခြင်းဆိုတဲ့အပမဒတရားနဲ့နေဖို့ကြိုးစားရမယ်သူတော်ဘာရဲ့အကျိုးစည်းဝါကိုအလိုရှိတဲ့ပုဂ္ဂိုလ်ဟာလည်းပဲမမေ့မလျော့ခြင်းဆိုတဲ့အပမဒတရားနဲ့နေဖို့ကြိုးစားရမယ်မိမိသူတော်ဘာနှစ်ဦးသားတို့ရဲ့အကျိုးစည်းဝါကိုအလိုရှိတယ်ဆိုရင်လည်း အပမာဒတရားနဲ့နေဖို့ကြိုးစားရမယ်။အပမာဒတရားအကျယ်ပြောမယ်ဆိုရင်သတိပဋ္ဌာန်တရားလို့ပြောရမှာပဲ။ဟုတ်တယ်မဟုတ်လား။အဲ့ဒီမှာပြောထားပုံလေးနော်။ကိုယ့်ရဲ့အကျိုးစီးပွားကိုလိုချင်တယ်ဆိုရင်လည်းအပမာဒနဲ့နေ။သူများကိုအကျိုးရှိသွားစေခြင်းနဲ့ဆိုကြပါစို့ကိုချစ်ရတဲ့လူတွေမျက်နှာရတဲ့လူတွေဆိုကိုအကျိုးရှိစေခြင်းနဲ့ဟုတ်လား။စိတ်ဓာတ်တရား မြင်မာလာပြီဆိုရင်ကိုချီရတဲ့လူတွေမျက်နှာရတဲ့လူတွေမှာမဟုတ်ဘူးတတ္တဝါတွေအားလုံးကို အကျိုးရှိစေခြင်းနဲ့ဆိုတာတွေလေဒီလိုမြင့်မြတ်တဲ့စိတ်တွေပေါ်ပေါက်လာတတ်တယ်အဲ့လိုသူများကိုအကျိုးရှိစေခြင်းပြီဆိုရင်လည်းပဲတကယ်လှုပ်လို့ရတာကဘာတော့ကိုကကိုအပ္ပမာဒာနဲ့နေဖို့ပဲရှိတာသူကိုစားသူတည်းဝင်ပြီးတော့ကိုကအပ္ပမာဒာနဲ့နေပေးလို့ရတာမျိုးမှမဟုတ်တာဟုတ်လားအဲ့ဒါခန့်ငယ်ကြီးက အဲ့ဒီပါဠိပိုက်လေး၃ကြောင်းသဘောကျလို့ကြက်ထားနော်အထထံဝါပိဘိခွေတမ္ပတ္တမာနေနအလမေဝအပ္ပမဒေနတမ္ပတေတောကိုယ့်ရဲ့အကျိုးရှိပါကောင်းစွာမြင်တဲ့ပုဂ္ဂိုလ်ဟာအပ္ပမဒတရားနဲ့နေဖို့ကြိုးစားရမယ်တောတာဘာပြောတာတော့တတိပဋ္ဌာန်တရား၄ပါးဟာတတ္တဝါတွေကိုစောင်းရှောက်မဲ့အရာ